ားလုံးပဲမင်္ဂလာပါရှမလေး channel မှာကြိုဆိုလိုက်ပါရယ်ဒီတစ်ခါအမဲဥပြုတ်တုံးနဲ့အမဲဥပြုတ်စုပြုလုံနီလေးကို ကျွန်တော်ပြောပြပေးသွားမှာ ဖြစ်ပါတယ်ပထမအဦးဆုံးတော့ကျွန်တော်အမဲဥပြုတ်အတွက်ဝယ်ထားတဲ့ဒီအမဲဥကလီစာလေးပေါ့နော်အစုံအဲ့ဒါကိုစားချမ်းနဲ့ဆေးပြီးတော့မှရည်နေပါတော့စားချမ်းနဲ့ဆေးပြီးတော့မှ ဈေးကျော်မှာဖြစ်ပါတယ်။ငခါ3ခေါက်လောက်ဈေးပြီဆိုလို့ရှိရင်တော့ဒါပြုတ်လို့ရပါပြီ။အားလုံးဈေးပြီးသွားပြီဆိုတဲ့အခါမှာဒီတစ်ခါလောက်ထပ်ပြီးတော့မှဈေးကျော်လိုက်ပါဒီမှာဥလူဘောတာဝါလို့ခေါ်တဲ့ဟိုတပည့်ပေါ့နော်ပစိုးဂျန်လို့လည်းပြောမလား အဲ့ဒါတွေလည်းပါတယ်ဗောနော်ပြီးတဲ့ခါမှာစတင်ပြီးပြုတ်ပါဗောနော်ကျွန်တော် ကတော့ဒီ pressure အိုးနဲ့ပဲစပြုတ်มาဖြစ်ပါတယ်ဂျင်းလေးနည်းနည်းထည့်ပြီးတော့ပြုတ်ပေးလိုက်ပါတရေစူလာပြီဆိုလို့ရှင်တွန့်မယ်ပြီးလို့ရှင်အဲ့အညစ်ကြီးတွေထုတ်ပြီးတော့မှအဲကျွန်တော်တို့ထပ်ပြီးတော့မှနူးဤအောင်ပြုံးမယ်ကျွန်တော်ကတော့ pressure နဲ့ နောက်ထပ်မိနစ်20လောက်ပြုတ်လိုက်ပါတယ်အဲ့ချိန်မှာကျက်သွန်ဖြူနီဂျင်းထောင်းထားတဲ့ဟာရယ်ငရုတ်သီးပေါ့နော်အဲ့ဒါပါတယ်ပြီးတဲ့အခါမှာအဲခရမ်းချင်းသီးတလုံးအဲ့ဒါတွေကိုအရင်တင်ပြီးလုပ်ထားရမယ်ပေါ့နော်စပလင်တို့ပါတော့ခုဆိုရင်ပရက်ရှာနဲ့ပြုတ်တဲ့အခါမှာမနေ့နေ့ဆယ်လောက်ပြည့်သွားတဲ့ခါမှာကျွန်တော်တို့လေထုတ်ပြီးတော့မှအိုးဖုံးကိုဖွင့်လိုက်ပါ ီးတော့မှတာကိုနူးမနူးဆန်းကြည့်လိုက်ပေါ့နော်အခုဆိုတော့နူးဤလို့သွားပြီဖြစ်တဲ့အတွက်ဒီဟာကိုပကံထဲမှာဒီဥတွေကိုပေါ့နော်ဘူဆောင်သဲဆောင်တွေကိုပကံထဲမှာထည့်လိုက်ပါအကြီးတော့ကျွန်တော်ကဆွပ်အတွက်ထတ်ချက်မှဖြစ်တဲ့အတွက် အဲ့ဒီအရေကိုတော့ခြံထားမယ်ပြီးတော့ဒီထဲကနေမှနည်းနည်းပေါ့နော်တုံးမဲ့ဟာကိုကျွန်တော်လီးမှာပေါ့အဲခုနကအရန်တက်လှုပ်ထားတဲ့ဟာတွေကိုကျွန်တော်ကုန်ထည့်တယ်အဲ့မှာလဲကြာဖူးလေးလဲကျွန်တော်ထပ်ထည့်တယ်ပေါ့နော်ချိုချိုချင်းချင်းလေးဖြစ်သွားအောင်ဆိုတော့အဲ့ဒါကိုပြုတ်လိုက်မယ်7မိနစ်လောက်ပြုတ်နေချိန်မှာကျွန်တော်ခုနကလီးထားတဲ့အဲအမဲဟူပေါ့နော်အဲ့ဒါတွေကိုလီးထားမယ်လီးထားတဲ့ဟာတွေကို အတုပ်အတွက်နည်းနည်းကျွန်တော်ဖယ်မယ်။ကြံတဲ့ဟာကို ပြန်ပြီးတော့မှ စုပြုတ်ထဲမှာ ကျွန်တော်ပြန်ထည့်မယ်ပေါ့နော်။ဟုတ်ကဲ့ပါဒါလေးကိုလူတိုင်းလှုပ်ရှားကြည့်ပါ။ကြီးစုသူတွေလည်းပဲဒါအလွယ်တကူနဲ့လှုပ်ရှားနိုင်ပါတယ်။အရသာလည်းရှိပြီးတော့မှသူအားကိုလည်းကောင်းစေပါတယ်ဗျ။လိုချင်တဲ့အတိုင်းဒါလေးကိုလှီးပြီးတော့မှဟောဖြတ်တောက်ပြီးတော့မှ တည်တည်ချာချာလေးဖယ်ရှားထားလိုက်ပါအဲတုံးမဲ့အနေထားလေးကိုအစုံပေါ့နော်တပွဲစာခြံထားပြီးတော့ကြံတဲ့ဟာကိုစွပြုတ်ထဲမှာကျွန်တော်ပြန်ထည့်လိုက်တယ်အဲဒါဆိုလို့ရှိရင်အမဲဟုစွပြုတ်အတွက်ရသွားမှာဖြစ်တယ်ပြီးတဲ့အခါမှာ9မိနစ်လောက်ထားပြီးတဲ့အခါမှာကျွန်တော်တို့အရသာအတွက်စားတို့အချိုမုတ်တို့ပေါ့နော်အဲဒါအတွက်ထည့်ရမယ်အဲ့ဒါလေအလိုက်တဲ့ ကိုလိုသလိုအရသာရှိရှိသလိုပြင်နေပါတယ်ကုသလို့ရှိအရသာတွေထည့်ပြီးမြည်ကြည့်ပါမြည်ကြည့်တဲ့အခါမှာအရသာကောင်းပြီဆိုလို့ရှိဒါအလိုရတာရှိတဲ့အမဲဥပြုတ်စုပြုတ်တပွဲရမှာဖြစ်ပါတယ် ဒီချိန်မှာပဲကျွန်တော်တို့စီတက်မယ်စက်သွင်းဖြူနီထောင်းနာတာကိုစီတက်မယ်ပေါ့နော်အတုတ်အတွက်အဲ့ဒါပြီးလို့ရှိရင်တော့အတုတ်အတွက်ခန်းချင်သည်နန်နန်ပင်စက်သွင်းနီအဲ့အရာတွေကိုလှီးပြီးတော့မှထည့်လိုက်မယ်ပြီးတော့ကျွန်တော်ငရုတ်စီအနေငယ်ကိုလည်းထည့်မယ်ပေါ့နော်ပြီးတော့တံပြားချမ်းထည့်မယ်ပြီးတော့အရသာအတွက်စားနဲ့အချိုမုတ်အဲ့ဒါကိုကျွန်တော်အသုံးပြုပေးထားပါတယ်ငရုတ်စီကတော့နည်းနည်းပေါ့နော်ဒါအားများသွားရင်လည်းမကောင်းပါဘူး

ရတာတွေစမ်းကြည့်ပြီးတော့မှလိုသလိုပြင်လို့ရပါတယ်အားလုံးရတာနှက်ဆက်သွားအောင်နေလိုက်ပါပြီးလို့ရှိရင်မြည်ကြီးပေါ့နော်အခုကတော့အချင်းတမ်းပြာချမ်းတချမ်းကိုကျွန်တော်ညှစ်ထည့်လိုက်တယ်ဒီနေရာမှာပဲမုတ်ထဲလို့လဲရတယ်ကျွန်တော်ကတော့ပဲမုတ်ထဲပြီးတော့မှ မတုံ့ပြတော့ဘူးပေါ့နော်ဘဲမုံထည့်ပြီးတုံ့မယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့မှအရသာစိတ်မှာတယ်လို့အခုဆိုမိကြည့်တဲ့အခါမှာအာလုံးအစဉ်ပြေသွားပြီဖြစ်တဲ့အတွက်နန်းနန်းပင်လေးအုပ်လိုက်မယ်ဆိုလို့ရှိရင်အရသာပို့ပြီးတော့မှပြေဆုံးသွားပြီဖြစ်ပါတယ်ဒီမှာလည်းပဲငရုတ်သီးအဆက်ကြိုက်တယ်ဆိုရင်ငရုတ်သီးထည့်တော့လို့ရပါတယ်ပေါ့နော်ကျွန်တော်ကတော့ငရုတ်သီးကိုမထည့်ပေးတော့ဘူး ပြီးလို့ရှိရင်ပွဲပြင်းမဲ့ပကံထဲမှာထည့်လိုက်ပါဒါဆိုလို့ရှိရင်တော့လွန်ရတာရှိတဲ့အမဲဥတုပ်တပွဲရရှိလို့သွားပြီးဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်အမဲဥတုပ်နီးရယ်အမဲဥပြုတ်နီးရယ်ကျွန်တော်ပြပေးသွားပြီးဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုပြီးဆုံးအောင်ကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ် နောက်တစ်ပတ်မှာကျွန်တော်တို့ပြန်ဆောင်ကြပါဦးမယ်အားလုံးကိုဘိုင်ဘိုင်